္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ထိုင်းနိုင်ငံမှာအလုတ်လုံနေတဲ့ MOU မြန်မာလုံသမားဥယျာဉ်စီးရင်ကိုကောက်ယူနေပြီးပြည်ပရောက်မြန်မာတွေကိုအခွန်ဆောင်ခံရတဲ့စစ်မှုထမ်းခံရအတွက်စစ်ကောင်စီကစီမံချက်ချလှုပ်ဆောင်နေကစစ်ကောင်စီနဲ့ထိုင်းဆိုရကြမှာမြန်မာလုံသမားရေးဆွေးနွေးရန်ပြင်ဆင်နေပါတယ် ပဲဂိုးတိုင်းနဲ့မွန်ပြည်နယ်အတွင်းမြို့နယ်တွေမှာစက်တင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့တပ်ပွဲတွေမှာစစ်ကောင်စီတပ်သား109ဦးသေသွားတဲ့တဲ့င်းပါဝင်နောက်ဆုံးရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ MOU မြန်မာလူသမားဥယျာဉ်စင်းကိုကောက်ယူနေပြီးထိုင်းဆိုရနဲ့ဆွေးနွေးရင်ပြင်ဆင်နေတယ်လို့ပြည်ပအလုပ်ကံအေဂျင်စီတွေစီကနေသိရှိရပါတယ်စစ်ကောင်စီကထိုင်းနိုင်ငံကို MOU စနစ်နဲ့ဆက်လွတ်ထားတဲ့မြန်မာလူသမားအရေးအတွက်ကို၎င်းတို့ထံပေးဖို့ရန်အတွက် လိုင်စင်ရှိပြပလောက်ကန်အေဂျင်စီတွေကိုညွှန်ကြားချက်ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။စစ်ကောင်စီနဲ့ထိုင်းဆွေရတို့ကြားမှာမြန်မာလူသမားအရေးဆွေးနွေးရန်ရှိနေတယ်လို့လည်းသိရှိရပါတယ်။ဒါကြောင့် MOU မြန်မာလူသမားအရေးအတွက်ကိုအမြန်သိရှိလိုတဲ့အတွက်အော်တိုဘာလ7ရက်နေ့ထိထိုင်းမှာရှိနေမယ့် MOU အလို့သမားအရေးအတွက်ကို ပေးပို့နိုင်ရန်စစ်ကောင်စီကညွန်ကြားလာတာလည်းဖြစ်ပါတယ်။လက်တလုံးမှာစစ်ကောင်စီကပြည်ပရောက်မြန်မာလူ့သမားတွေကိုအခွန်အောက်ယူမဲ့ကိစ္စပုံမိုတင်းကျပ်စွာဆောင်ရွက်လာပြီးအခြားတစ်ဖက်မှာလည်းစစ်မှုထမ်းရန်အကျုံးဝင်နေတဲ့အသက်အရွယ်အတွင်းမှာရှိနေတဲ့ပြည်ပရောက်မြန်မာတွေနဲ့လူ့သမားတွေအမိမြေကိုပြန်လာပြီးစစ်မှုထမ်းဆောင်ရန်အစီအမံတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်တေသာအမတ်နဲ့စစ်တေသာကွယ်ကုတ်ကဲမှုအောက်မှာရှိတဲ့တပ်တွေလှုပ်ရှားတဲ့ဘကိုးတိုင်းမွန်ပြည်နယ်အပါအဝင်မြို့နယ်ပေါင်း20မှာစတင်ဘာလတိုက်ပွဲတွေတွင် အကြမ်းဖက်တပ်သား109တေသွားတယ်လို့အမတ်နဲ့စစ်တေသာကပြောပါရယ်စတင်ဘာလတရက်နေ့ကနေ30ရက်နေ့ထိ တောင်ပိုင်းတန်းအမှတ်နှစ်စစ်ဒေသနယ်မြေတွင်ပြည်သူ့ကာကွယ်ပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကြားမှာထိတွေ့တိုက်ပွဲ15ကြိမ်စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ2ကြိမ်ဒရုန်းနဲ့တိုက်ခတ်မှု3ကြိမ်လက်နက်ကြီးနဲ့တိုက်ခတ်မှု2ကြိမ်စစ်ကောင်စီတောက်တိုင်ရှင်းလင်းမှု2ကြိမ်လုဆောင်ခဲ့ပြီးအကြမ်းဖက်တပ်သား109ဦးသေသွားက62ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်စီကလက်နက်ကြီးလက်နက်ငယ်အမျိုးစုံနဲ့လက်နက်ခရမ်းတွေစစ်အုံဆောင်ပစ္စည်းဆက် ်ဆက်ပစ္စည်းတွေနဲ့ရိတ်ခါအမြောက်များကိုလည်းတင်ဆက်ရရှိခဲ့လို့သိရှိရပါတယ်။ အကြမ်းဖက်တပ်သားတွေကိုတောင်ပိုင်းစစ်တေတာဂျေဝစီကုကဲမှုနဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL အမှတ်နဲ့စစ်တေတာခွဲပြည်သူ့ကာကွယ်တပ်မတော် PDF တရင်တွေနဲ့မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်မတော် PDF ကရဲဘော်စတူဟာဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်တော်စုတိဆောက်ရေးအတွက်မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး၁၅ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။တင်မာလာအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်လက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့အရက်သားပြည်သူ၄ဦးဟာသေဆုံးခဲ့ရ က်ပြီး22ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါရရှင်။ တင်းသားရီတိုင်တင်းတဲ့ဘောက်ကိုတက်ဆက်ပေးကြပါရစေ။တင်းသားရီတိုင်လောင်လုံးမြွနယ်မှာသကောင်စင်းကောက်ယူသူကိုအုပ်ကိုဖမ်းဆီးထားတယ်လို့လောင်လုံးမြွနယ်ပကဖပြန်ကြားရေးအဖွဲ့ကရဲဘော်ရှဲတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။အော်တိုဘာလ6နေ့မှာလောင်လုံးမြွနယ်အတွင်းအကျန်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးသကောင်စင်းကောက်ယူနေတဲ့လောင်လုံးမြွနယ်ရက်ကျေးထွေအုပ်စည်ရေးတူနဲ့နန်းစီဒီယန်ဆီယမ၈ဦးကို လောင်လုံး PDF ကနေအတွင်းကိုတွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရစေ။ ဖန်စီထားသူတွေကိုလက်ရှိချိန်ဒီလောင်းလုံးမျိုးနဲ့ PDF ကထိမ့်သိမ်းထားတာဖြစ်ပြီးစစ်ဆေးမှုတွေလှုပ်ဆောင်နေတာစစ်ဆေးပြီးစီးသွားရင် နောက်လုံးမြို့နယ်ပအဖကိုဆက်လက်လွှဲပြောင်းပေးသွားမယ်လို့လည်းသိရှိရပါတယ်။ဖန်စီခံရမှုဖြစ်စဉ်ကိုအကြံဖက်စစ်ကောင်စီကနောက်လုံးမြို့နယ်ရေဖြူရွာကတကောင်စင်းကောက်ယူခဲ့တဲ့ကျောင်းဆရာမဒေါ်ဖြူဖြူတွေကျောင်းဆရာမဒေါ်မီမီမိုးဒေါ်အုံမထွန်ဒေါ်ခင်အေးဆက်ဒေါ်ရရင်စိုးဒေါ်မြအေးနဲ့ရေဖြူကျေးရွာအုပ်စုအုတ်ချုပ်ရေမှုယုံစေးမှဒေါ်တီရာတို့ဖန်စီခံရတယ်လို့ထုတ်ပြန်ထားပါတယ်။နောက်လုံးမြို့နယ်ပကဖပြန်ကြားရေးအဖွဲ့ဘက်ကတော့ဖန်စီထားသူတွေကို တောင်းမစွာဆောက်ရှောက် ောက်ထားတဲ့အတွက်မိသားစုဝင်တွေစိုးရိမ်စရာမလိုဘူးလို့ရဲဘော်ရှဲတို့ကပြောပါရရှင်ရခိုင်ပြည်နယ်တရင်တပုတ်ကိုတက်ဆက်ပေးကြပါမယ်။ရခိုင်ပြည်မောင်တော်မြို့မှာစစ်ကောင်စီလက်အောက်ခံအာဆာတပ်ဖွဲ့ကရဲသားကားတစ်စီးကိုပြစ်ခတ်တိုက်ခိုက်မှုမှာအမျိုးသမီးတဦးဟာသေဆုံးသွားခဲ့ပြီးလေးဦးဟာဒဏ်ရာရှိခဲ့လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘားလ6ရက်နေ့ညနေ4:55မိနစ်လောက်မှာမောင်တော်မြို့တောင်ပြိုကအခြေခံစားတောက်ကုန်ပစ္စည်းတွေကိုဝယ်ပြီးပြန်လာတယ်။ ကောင်းမောင်းသူနဲ့အရတား6ဦးပါကာတစီကိုစစ်ကောင်စီလက်အောက်ကအာစာတပ်ဖွဲ့ကလက်တရအဆင့်ဆင့်ခြုံကိုပြစ်ခတ်တက်ခဲ့ခဲ့တာလည်းဖြစ်ပါတယ်။ပြစ်ခတ်မှုကြောင့်ပြည်သူတို့ဟာတေဆုံးခဲ့ရပြီးလေးဦးဟာဒဏ်ရာရှိခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။မောင်တော်မြို့မှာစစ်ကောင်စီတပ်တွေစစ်တပ်လက်အောက်ကလက်နက်ကန်တပ်ဖွဲ့တွေနဲ့အေအေတပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကျန်းဖက်စစ်ကောင်စီကဖန်စီထိမ့်သိမ်းထားတဲ့ NLD ပါတီဒုတိယဥက္ကဋ္ဌဒေါက်တာစောမြင့်မောင်ကွယ်လွန်မှုအပေါ်ကို ဥရောပသမဂ္ဂကနေဒါနဲ့ပြည်တင်တန်ယုံတို့ကဝန်내ခြေကွဲကြောင်းထုတ်ပြန်ပြီးမတရားဖမ်းဆီးထားသူအလုံးကိုလွှတ်ပေးရန်တောင်းဆိုလိုက်ပါတယ်။ရန်ကုန်အခြေစိုက်ကနေဒါတန်ယုံကမြန်မာစစ်တပ်ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဒုတိယဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်မှုကြောင့်ပူဆွေးဝန်ရဲနေကြတဲ့မြန်မာပြည်သူတွေနဲ့ထပ်တူကနေဒါနိုင်ငံကဝန်내ကြေကွဲရကြောင်းမြန်မာစစ်တပ်ကိုအကြမ်းဖက်မှုတွေအလုံးရပ်တန့်ရန်နဲ့မတရားတ ဖြင့်လက်လွတ်စပယ်ဖန်စီထားသူတွေအလုံးကိုလွှတ်ပေးရန်ကနေဒါနိုင်ငံကထပ်မံတောင်းဆိုကြောင်းကြေညာလိုက်ပါတယ်။ရန်ကုန်မြို့ကပြည်တင်တန်ယုံအကြီးကဲကလည်းအကျဉ်းတောင်အတွင်းမှာဆေးကုသခွင့်မရဘဲဒေါက်တာဇော်မြင့်မှကွယ်လွန်မှုတွေဝန်ထဲကြေကွဲရကြောင်း နိုင်ငံရေးအကြံအစည်2000ထောင်ကျော်ကိုဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ အလွန်အကြီးတန်းဆွေးရလာကြောင်းမတရားဖမ်းဆီးထားသူအလုံးကိုချက်ချင်းလွတ်ပေးရန်တောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂတန်ယုံကလည်းဒေါက်တာဇော်မြင့်မှမကွယ်လွန်မီနိုင်ပိုင်းအလို့မှစစ်အစိုးရကလွန်ငင်းတက်တာခွင့်ကိုပေးရခြင်းမှာ စစ်မှန်တဲ့တနာကျင်နာမှုမဟုတ်ကြောင်းမိသားစုနဲ့ထတ်တူဝန်내ကြေကွဲရကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ NLD ပါတီဒုတိယဥက္ကဋ္ဌနဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာအော်တိုဘားလ9ရက်နေ့နနက်3:00နာရီမှာမန္တလေးဆေးရုံမှာကွယ်လွန်သွားခဲ့တာဖြစ်ပြီးကွယ်လွန်ခြင်းမှာအသက်83နှစ်ရှိနေပြီလည်းဖြစ်ပါတယ်ရှင်။အခုနောက်ဆုံးတိဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ အာရခတက်တော် A ရဲ့ထိုးစစ်မှာဂွားမြို့အနီးကိုရောက်ရှိလာပြီးဂွားမြို့နဲ့မိုင်30ကျော်ဝေးတဲ့ကလပြင်းတက်စကန်ကို A ကသိမ့်ပိုက်လိုက်ပြီးလို့စစ်ရေးသတင်းမြစ်တွေစီကသိရှိရပါတယ်။တပ်တွဲမြို့နဲ့ငပလီမြို့ကိုသိမ့်ပိုက်ပြီးတဲ့နောက် A ကစတန်ပါလာအစောပိုင်းကတည်းကဂွားမြို့ကိုသိမ့်ပိုက်နိုင်ရန်အတွက်ထိုးစစ်စဉ်တက်ခိုက်နေတာဖြစ်ပြီးအခုရက်ပိုင်းအတွင်းစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ထိုးစစ်တပတ်အတွင်းမှာဂွားမြို့တွေကမြို့တစ်မြို့ဖြစ်တဲ့ချင်းတလီမြို့ကို A ကထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ်ကျင်းတလီမြို့ထဲကရဲနယ်စစ်တပ်ပူးပေါင်းတပ်ဖွဲ့ဟာဂွားမြို့နီကလပ်ပြင်ရတနာမိုင်ကျေးရွာကိုတက်ဆုတ်ခဲ့တာလည်းဖြစ်ပါတယ်။အေကကျင်းတလီမြို့ကနေတဆင်းတက်ဆုတ်သွားတဲ့ကလပ်ပြင်ကျေးရွာကစစ်ကောင်စီတပ်စခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာကလပ်ပြင်တပ်စခန်းကနေဂွားမြို့ဘက်ကိုပြန်လည်တက်ဆုတ်သွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ကွားမြို့ပေါ်က ပြည်သူအများစုဟာ AR တိုင်းနဲ့ရန်ကုန်တိုင်းကိုအိုးအိမ်စွန့်ခွာထွက်ပြေးတင်းရှောင်နေရပြီးကျေးလက်ဒေသကပြည်သူတွေမှလည်းဘေးကင်းလုံခြုံရာနေရာတွေကိုထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါဗျ။လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ကွာမောင်တော်အန်ဒေသမှာအာနာသိန်းစစ်ကောင်စီက ကြည်ရည်လေးသုံးခုစလုံးနဲ့ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေရလို့ဆေးသတင်းမြစ်တွေကပြပြပါရယ်။အေးအေးသိမ့်ပိုက်ထားတဲ့မြို့တွေကတော့ပလဝအပါဝဲ၁၁မြို့ရှိပြီးရခိုင်ပြည်များတန်တွဲမြေပုံမြင်းပြမြောက်ဦးကြောက်တော် ပုံနာကျွန်းရသက်တောင်ပေါတော်ဘူးတိတောင်နဲ့ရမ်းပြဲတို့ဖြစ်ပါရယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါရှင်ကျမများပါ